ားလုံးပဲမင်္ဂလာပါရှင်။ For You Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇလဗရာညွန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်စက်တင်ဘာလ26ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်တွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေ။ဒီကနေ့စက်တင်ဘာလ26ရက်နေ့အတွက်အရေးကြီးမိုးလေဝသတွေအနေနဲ့ဘင်္ဂလားပလင်အော်မှာဖြစ်ပေါ်နေတဲ့လီဖီအာနယ်ရဝန်အကြောင်းနဲ့ VNN နိုင်ငံမြောက်ပိုင်းအထိဖျောက်ကျော်လာတဲ့မုန်တိုင်းရာကာစအကြောင်းကို တင်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါရှင်။ပထမဆုံးအနေနဲ့ဘင်္ဂလားပလင်အော်မှာအားကောင်းလာနေတဲ့လေဖျားနဲ့ရေဝင်အချောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းထွာချက်များအရဘင်္ဂလားပလင်အော်မြောက်ပိုင်းနဲ့ရင်းနှင်းဆက်ဆက်လျက်ရှိသောဘင်္ဂလားပလင်အော်အလဲပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖျားနဲ့ရေဝင် low pressure area သည်ဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေဖျားနဲ့ရေဝင်သည် အနာအနာများဘက်သို့ရေလျားနိုင်ပြီးဘင်္ဂလားပလင်ရောအနာများပိုင်းနှင့်ရင်းနှင်းဆက်ဆက်လျက်ရှိသောဘင်္ဂလားပလင်ရောအနာလေပိုင်းအိန္ဒိယနိုင်ငံအရိသပြည်နယ်တောင်ပိုင်းကမ်းလွန်အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့တွင်နောက်24နှစ်တွင်မုန်တိုင်းငယ်အဖြစ်သို့ပုံမူအားကောင်းလာနိုင်က29ရက်ကုလ2025ရက်နေ့တွင် အရိသပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကိုဖျက်ချနိုင်သည်ဟုခံမှန်းရပါသည် ကပလီပလဲပြင်းနဲ့မိလပလဲအော်ရိုတဲ့မုတ်တုံလေးအားကောင်းနေပါတယ်။ဆက်လက်ပြီးတိုင်ဖွန်းမုန်တိုင်းရာဂါဆာရဲ့ကုန်တွေမှဖြစ်ကြုံမှုအခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်။ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းထွာချက်များအရာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကုန်တွေဒေသများကိုဖြတ်ကျော်ခဲ့သောအပူပိုင်းမုန်တိုင်းငယ်သည်နာဘတ်တို့ရွေလျားခဲ့ပြီးဗီယက်နမ်နိုင်ငံကုန်တွင်းပိုင်းတွင်လေပီအာနယ်ဆာအဖြစ်အာရုံသွားခဲ့ပြီးဖြစ်ပါသည် တစက်တည်းမှာပဲမူလဝသားပညာရှင်ဥက္ကမောင်ထင်းကြီးညာတဲ့မြန်မာနိုင်ငံရဲ့ဆောင်းလေဝင်ရောက်လာမှုအခြေအနေကိုလည်းတင်ဆက်ပေးသွားပါမယ်။စက်တင်ဘာလ22ရက်နေ့ကလေးကမြန်မာနိုင်ငံကိုစာဥတုစတင်ဝင်ရောက်လာခဲ့ပါတယ်။ဒီကနေ့မှာတော့ဟိမဝန္တာကလီအီရီတိတိတတတိုက်ခတ်လာတာကြောင့်သကိုင်းတိုင်းအထက်ပိုင်းနာကနဲ့ကချင်ဒေသတွေမှာဆောင်းမိုးအီရီကြောင့်အပူချိန်16ဒီဂရီစင်တီဂရိတ်အထိကျဆင်းနေပါတယ်။ တဟာလီအီပီဆက်အနေဆုံးအပူချိန်နဲ့အတူတူနီးပါဖြစ်ပါတယ်အပူပိုင်းမုံတိုင်းဘူးလိုင်းအားပြော့သွားတဲ့နောက်အော်တိုဘာလအစံပိုင်းမှာမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာဆောင်းရာသီဟာပိုပြီးပြည်ပြင်းလာတော့မယ်လို့ခံမှန်းရပါတယ်လို့ဥက္ကမောင်ထိပ်ကကြေညာထားပါတယ်ဆက်လက်ပြီးမွေလီဝတာနေဇလဗီယာညွန်ချမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောရည်ကြည်မှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်ရည်ကြည်မှုအခြေအနေတွင် 2025ခုနှစ်စက်တင်ဘာလ26ရက်နေ့ခုနှစ်နိုင်ခွဲအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲအချိန်တိုင်းထားချက်ရစစ်တောင်းမြေသည်မတောင်မြို့တွင်ရင်းမြို့ဤဆွေးရည်မဲ့အထက်သို့ပေးဝဲကျော်ကျော်လွန်နေပြီးနောက်တရက်တွင်ပေးဝဲခက်မြင့်တက်လာနိုင်ကရင်းမြို့ဤဆွေးရည်မဲ့အထက်ဆက်လက်တည်ရှိနိုင်ပါသည်ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲအချိန်တိုင်းထွာချက်ရတန်လွင်မြေသည်ဗအမ်မြို့တွင်ရင်းမြို့ဤဆွေရင်မအထက်သို့ ပြည်ဝခန့်ကျော်လွန်နေပြီးနောက်တရက်တွင်ရင်းမျိုးဤဆွေရင်မအောက်သို့ပြလဲချဆင်းနိုင်ပါသည်။သို့ဖြစ်ပါ၍ဗဟန်မြို့နယ်တွင်ရှိမြေကန်နေနှင့်မြင်းနေပိုင်းနေထိုင်သူများနေဖြင့်သတိပြုနေထိုင်ပါရန်နှင့်မတောင်မြို့နယ်တွင်ရှိမြေကန်နေနှင့်မြင်းနေပိုင်းနေထိုင်သူများနေဖြင့်ရေပေးလို့ရာနေရာများသို့ရှောင်ရှားနိုင်ပါရန်သတိပေးနှိုးဆော် operation မြစည်းနာမြေသည်ပေးဝက်နီနီခန့်ထက်ကြောင့်မိကညဏ်နေမှ12နိုင်တွင်မြစည်းနာမြို့ဤမိကမြင်ဆောင်ပူချင်း 36.3ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးပူချိန်38.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ရှင်။မြစီနာမြေသည်ဆွေရင်မှ1200စင်တီမီတာသို့ရရှိရန်986စင်တီမီတာ25ပြီခွဲကျော်ခန့်အလိုရင်းရရှိနေပါတယ်။မြေအတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးခဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါရှင်။ EOD မြေအထက်ပိုင်းမှာမိုးအားသင့်တဲ့ရှိနေပါတယ်။ ရန်ဖန်ရန်ခါ EOD မြစ်စုံထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရွာသွန်းခြင်းများကြောင့်မြစ်ကြီးနားမြေကြားဆင်းနေရာမှပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့ EOD မြစ်အထက်ပိုင်းမိခမြင်းနဲ့မလိခမြင်းဝန်းဒေသများမှာမိုးထိန်တောင်ဖြစ်ထွန်းမှုအားသင့်တရှိနေပါသည်။ဧရာဝတီမြို့ကိုတခြားနဲ့ချင်းနွမြို့ကိုတခြားမြေကန်ဒီမြင်းနေဒေတာများနဲ့မြင်းနုကျများတွင် စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ EOD မြစ်ကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးတရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရရှင်။ကျင်းနှမြေအခြေအနေခန်းဒီမြေရေပေဝဲခန့်ထက်ကြောင့်နေ့ကညနေမှ12နာရီတွင်မုံရွာမြေရေပေဝဲကြောခန့်ထက်ကြောင့်နေ့ကညနေမှ12နာရီတွင်စင်းရင်းမြစ်အထက်ပိုင်းမှာလက်တလောတွင်မိုးအားနှင်းငယ်မှအသင်တရှိနေပါသည်။ယခုရက်ပိုင်းတွင် ချင်းနှင်းမြေတက်လျှောက်မြများအလုံးတွင်အကြဖက်သို့ဦးတည်နေပါဦးမယ်။ချင်းနှင်းမြေအတက်ကြပုံမှန်နေထိုင်ခန့်မှရှိနေပါမယ်။ထူကဲမြေကြီးနိုင်သည့်အခြေအနေမတွေ့ရှိသေးပါရှင်။ Candy, Homelin, Phong Pin, Morlight, Kalewa, Mengkin, Kanine, မုံရွာမြို့မြေတို့မှာဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပါရယ်။အီယော်ဒီမြေအခြေအနေဗမော့ရှေကူကတာထီချိုက်တဲ့ဘေးကျင်းမန္တလေးဇက်ကိုင်းမြင်းမူပခုတ်ကူ ညာဦးကျောင်းမျိုးတို့မြေတို့မှာဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပါတယ်။မင်းမမြေနဲ့မကွေးမြေတို့မှာဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပြီးကြားဖြတ်မှုရေးကြောင့်အနေငယ်ပြန်တက်ခဲ့ခြင်းဖြစ်ပါတယ်။ဇလွန်မျိုးမြေမှာတက်ကြမရှိရတန်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြန်လည်ကြာဆင်းနိုင်ပါတယ်။ EOD မြေမြင့်တက်မှုကို24နှစ်ဆောင်ကြည့်တင်ပြပေးနေပါတယ်ရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ ဆက်လက်ပြီးမူလဝတ္ထနှင့်ဆလာဗီယာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမူလဝတ္ထအခြေအနေကိုတင်ပြပေးသွားပါမယ်။ဘင်္ဂလားပလင်အခြေအနေယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲအချိန်တိုင်းတွားချက်များအရဘင်္ဂလားပလင်အရောက်ပိုင်းနှင့်ရင်းနှင်းဆက်ဆက်လျက်ရှိသောဘင်္ဂလားပလင်အော်အလဲပိုင်းတို့တွင်ဖြစ်ပေါ်နေသောလေဖျားနေရဲဝင် low pressure area သည်ဆက်လက်တည်ရှိနေပါသည်။အဆိုပါလေဖျားနေရဲဝင်သည် အနာအနာမြဘက်သို့ရွေ့လျားနိုင်ပြီးဘင်္ဂလားပလင်အော်အနာမြပိုင်းနှင့်ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပလင်အော်အနာလယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်တာမိုင်ကန်လွန်အင်ဒါပရာဒေ့ရှ်မြပိုင်းကန်ချီရိုတွင် နောက်24နှစ်အတွင်းမုံတိုင်းငယ်အဖြစ်သို့ပုံမအားကောင်းလာနိုင်က29ရက်ကုလ2025ရက်နေ့တွင်အော်ရိတာပြည်နယ်တာမိုင်အင်ဒါပရာဒေ့ရှ်မြပိုင်းကန်ချီရိုကိုဖျက်ချောနိုင်သည်ဟုခံမှန်းရပါသည်။ကပလီပလင်ပြင်းနှင့်ဘင်္ဂလားပလင်အော်ရိုတွင် မုတ်တုံလီအားကောင်းနေပါသည်။ ယနေ့ညနေထိခမှန်းချက်စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရဲ့နေရာကွက်ကြောင်းစကိုင်းတိုင်းဒေသကြီးအပိုင်းနဲ့ကယားပြည်နယ်တို့ရဲ့နေရာကျဲကျဲမန္တလေးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ရဲ့နေရာစိစိနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာနဲ့ပြောင်းမှုထိချုပ်ရပြီးရန်ကုန်တိုင်းဒေသကြီး၊အီယော်တီတိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာခွဲယူမှုကြီးနိုင်ပါသေးတယ်။ ရွာရံရံုံပြည့်ဖြစ်ပါတယ်။ပြီးတော့နေရာကွက်ကြားမိုးထချုံရမြီရန်ကုန်ကပ္ပအေးမိုးတချိန်နဲ့ချိန်ထချုံရမြီမန္တလေးနေရာကွက်ကြားမိုးထချုံရမြီဘက်ကူမိုးတချိန်နဲ့ချိန်ထချုံရမြီမကွေမိုးတချိန်နဲ့ချိန်ထချုံရမြီဟုံမလင်းနေရာကွက်ကြားမိုးထချုံရမြီမုံရနေရာကွက်ကြားမိုးထချုံရမြီပသိမ်မိုးတချိန်နဲ့ချိန်ထချုံရမြီဓဝဲမိုးတချိန်နဲ့ချိန်ထချုံရမြီမြစ်ကြီးနာ နေရာွက်ကြားမိုးထစ်ချောင်ရမည်လိုက်ကောနေရာွက်ကြားမိုးထစ်ချောင်ရမည်ဖန်အံမိုးတင်းတင့်ထစ်ချောင်ရမည်ဟာခာနေရာွက်ကြားမိုးထစ်ချောင်ရမည်မော်လမြိုင် မိုးတင်းတင့်ထစ်ချောင်ရမည်စစ်တွေမိုးတဆိုင်တဲ့ချိန်ထစ်ချောင်ရမည်လာရှုနေရာွက်ကြားမိုးထစ်ချောင်ရမည်တောင်ကြီးနေရာွက်ကြားမိုးထစ်ချောင်ရမည်ကျိုင်းတုံနေရာွက်ကြားမိုးထစ်ချောင်ရမည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ ရန်ကုန်တိုင်းဒေသကြီး ELD တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်မိုးတိမ်တာများဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ထုံခြင်းမိုးကျိုးပစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးတိကျခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ချိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်ခံမှန်းချက်ညီပြီးတော့ရန်ကုန်တိုင်းဒေသကြီး ELD တိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေပါမယ်။ဒီပြည်တော်နဲ့ဤတဝိုင်းအတွက်ယနေ့ညနေထိခမ်းမန်းချက်မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်။ရွာရံရုံပြည့်ဖြစ်ပါရယ်။ရန်ကုန်မြို့နယ်ဤတဝိုင်းအတွက်ယနေ့ညနေထိခမ်းမန်းချက်မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်။ရွာရံရုံပြည့်ဖြစ်ပါရယ်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက်ယနေ့ညနေထိခမ်းမန်းချက်ညာကွက်ကြားမိုးထစ်ချုံရမည်။ရွာရံရုံပြည့်ဖြစ်ပါရယ်။ ။နောက်ထပ်ပြီးဒီကနေ့မိုးလေဝသအခြေအနေနဲ့ဘင်္ဂလားပြည်နယ်အော်မအခြေအနေများကိုအသေးစိတ်တင်ပြပေးသွားပါမယ်ရှင်။မြမပင်လေပြင်မြမကန်ရန်တရှောင်းနဲ့ကလွန်ပင်လေပြင်တို့တွင်ရန်ဖန်ရန်ခါမိုးသက်လီပင်များကြာရောက်ပြီးလိုင်းချပါမယ်။မိုးသက်လီပင်ကြာစဉ်ရေပြင်းမြေပြင်းလေသည်တနိုင်လျင်35မိုင်ထိတိုက်ခတ်နိုင်ပါသည်။လိုင်းမြင့်မှာမြမကန်ရန်တရှာနေကံလွတ်ပလဲပြင်းတို့ရင်၁၀ပေမှ၁၂ပေခန့်ရှိနိုင်ပါ रे အလုံးမဲ ဘောင်းဝဘီအန်ဒီရဲ့ကနေကင်းဝေးကြပါစေလို့ For You Media Channel ကနေဆုတောင်းပေးလိုက်ပါရရှင်ပေးလိုက်ပါရရှင်